မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ကျေးဇူးတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ကျေးဇူးတော်ကြောင့်2025ခုနှစ်မေလ23ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါရစေ။နေ့ရက်စင်တိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားရှင်ကျေးဇူးတင်ပါရစေ။နှုတ်ကပတော်အဖြစ်တိဆောက်เสียဖြစ်စေပါ ်ချစ်ရှိသူအားလုံးကိုကောင်းချီးပေးပါရယ်အခုလဲကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စီပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းရက်ဝေငှပါရယ်ဖခင်အာမင်ဖျားရှင်ရဲ့ချစ်တော်ကိုချီးမွမ်းပါရယ်ကျွန်တော်ကောင်းစဉ်အသက်တစ်ခုဒီကနေ့နားထောင်มาဖြစ်ပါရယ်ကောင်းစဉ်ကတော့ဥပုံနေ့၌သခင်ယေရှုခရစ်တော်ပြခဲ့သည့်နမိတ်လက္ခဏာများ။အကျမ်းစာထဲမှာဥပုံနေ့မှာသခင်ယေရှုခရစ်တော်ပြခဲ့တဲ့နမိတ်လက္ခဏာတွေကိုကျွန်တော်နားထောင်မှာဖြစ်တယ်။ အဲ့တော့ဂျန်စာရဆိုရင်တော့ဒီဂျူးလူမျိုးတွေရဲ့ဥပုံနေဟာအခုကျွန်တော်တို့ယောမပြက်ကြိန်နဲ့ကြည့်ရင် စနေနေ့ဖြစ်တယ်။စနေနေ့ဟာဥပုံနေ့ဖြစ်တယ်။အဲ့တော့အဲ့ဒီဥပုံနေ့မှာသခင်ရှုခရစ်တော်ပြခဲ့တဲ့နမိတ်လက္ခဏာတွေကိုအာလုံးဒီလာလိုက်ရင်ခုနှစ်ခုရှိပါတယ်။ခုနှစ်ခုရှိပါတယ်။အဲ့တော့အဲ့ဒီခုနှစ်ခုကျွန်တော်တကယ်တစ်ခုစီနားထောင်သွားမှာဖြစ်တယ်။အဲ့တော့ဒီကောင်းစရာအလွန်တရာမှလည်းအရေးကြီးတယ်ဆိုတွေ့ရတယ်။ အဲ့တော့ဒီဥပုံနေမှာသခင်ရှုခရစ်တော်နမိတ်လက္ခဏာပြလို့ပါရီရှဲတွေဇတုကဲတွေကြမ်းတက်ပုံကိုတွေကအများကြီးသခင်ရှုကိုတုံ့ပြန်မှုတွေရှိခဲ့တယ်။အဲသို့တော်ညာလေသခင်ရှုကဒီဥပုံနေနဲ့ပတ်သက်ပြီးဘလို့ပေါ်ပြခဲ့တယ်လဲ။သမချမ်းစာမှာသခင်ရှုကဥပုံနေနဲ့ပတ်သက်ပြီးဘာတွေအတိလင်းပေါ်ပြခဲ့လဲဆိုတာကိုသိထားဖို့ကျွန်တော်လိုပါတယ်။ဒါကြောင့်ကျွန်တော်ဒီအရာလေးကိုစင်ကြင်ခေါ်အားယူမှာဖြစ်တယ်။ဒါကြောင့်ဥပုံနေမှာသခင်ရှုပြခဲ့တဲ့နမိတ်လက္ခဏာတွေ ခုနှစ်ခုရှိပါတယ်ဥပုံနဲ့မှပြခဲ့တာအဲ့တော့တကယ်ရှုပြခဲ့တဲ့နမိတ်လက္ခဏာစုစုပေါင်း35ခုရှိတယ်။ကျမ်းမာခြင်းနဲ့ဆိုင်တဲ့နမိတ်လက္ခဏာကြီးပဲ23ခုရှိတယ်။တဘာဝလွန်တဲ့နမိတ်လက္ခဏာ6ခုရှိတယ်။တဘာဝလွန်ဆိုတာရေပေါ်မှာလမ်းလျှောက်တာမုံကောင်လုံး9နှစ်ကောင်အောင်လူ9တောင်ကျွေးတာဒါတဘာဝလွန်။နောက်ကျွန်တော်ဟာလာကျန်းစာထဲမှာရေကနေစပြည့်ရေကိုပြောင်းလဲစေတာအဲ့တဘာဝလွန်ဖြစ်တယ်။အဲအဲ့လိုမျိုးနမိတ်လက္ခဏာ6ခုရှိတယ်။နောက်သေတာနေရှန်တာ3ခုရှိတယ်။ ။အတကယ်ရှုပြခဲ့တဲ့နမိတ်လက္ခဏာစုစုပေါင်း35ခုရှိတယ်။အဲဒီနမိတ်လက္ခဏာ35ခုထဲမှာဥပုံနေ့မှာကြီးပဲပြခဲ့တဲ့နမိတ်လက္ခဏာ9ခုရှိတယ်။ဒါကြောင့်ကျွန်တော်နေ့တိုင်းဒီနောက်ွက်တော်သင်နာထောင်ရင်ဒီအကြောင်းအရာကိုသင်ကောင်းကောင်းနားလည်သွားမှာဖြစ်တယ်။ဒါကြောင့်ဒီဥပုံနေ့နဲ့ပတ်သက်ပြီးတော့ဒါချမ်းစာမှာထမြောက်ချမ်းခိုင်း20မှာဆိုကျွန်တော်အားလုံးသိတယ်။ရုပ်သေးစွာပြုရမယ်၊တန်ရှင်းစေရမယ်။ထောက်ပြဖို့ကိုးကွယ်ရမယ်နော်ဒါအောင်းမေးရမယ် တော့အဲ့ဥပုံနေ့မှာညင်ဝတ်ဆိုတာနေရမယ်ဒါပြည့်ညတ်တော်မှာအပါပြီးသားပဲသို့တော်ညာလေသခင်ရှုခရစ်တော်ဒီနမိတ်လက္ခဏာပြတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဖာရိရှဲတွေဟာသူတို့ကလက်မခံနိုင်ဘူးဆိုတော့သူတွေ့ရတယ်အဲ့တော့ဒီအရာနဲ့ပတ်သက်ပြီးသခင်ရှုကဒီဥပုံနေ့နဲ့ပတ်သက်ပြီးတော့ဘလို့ဒီဖာရိရှဲတွေကိုဖော်ပြခဲ့လေဒါကိုကျွန်တော်ကဆင်ခြင်မှာဖြစ်တယ်ဒီနမိတ်လက္ခဏာတွေနားထောင်ရင်းနဲ့ဆင်ခြင်သွားမှာဖြစ်တယ်တောက်လူကခန်းကြီး6အငယ်တက်ကနေငါအဓိကကျမ်းလေးအရင်ဖတ်ခြင်းနဲ့ ဥပုံလေးနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီ foreign share တွေတကယ်ရှုကိုတုံ့ပြန်တဲ့အရာလေးကိုစပြီးပြောပြခြင်းတယ်ဒုတိယဧကဒတ်ဥပုံလေး၌အဲ့တော့ဒုတိယဧကဒတ်ဥပုံလေးဧကဒတ်ဥပုံလေးဗောဒုတိယဧကဒတ်ဥပုံလေး၌ကိုတော်သည်ဂျုံစပားလေခွက်သို့ရှောက်တော်မူစဉ်တွင်တပည့်တော်တို့သည်စပားသီးနှံကိုဆွတ်၍လက်နှင့်ပွတ်နေ၍စားကြ၏အဲ့တော့ဒါကျမ်းစာမှာဒီလူကခန်းကြီး6အငယ်1မှာ ဒီဒုတိယဧကတဥပုံနေမာတဲ့တခင်ရှုရဲ့တပည့်တော်တွေကတခင်ရှုနဲ့တူဒီဂျုံစဘာလေကတ်ကိုရှောက်သွားတဲ့အခါမှာစဘာတွေအသီးအနှံတွေပုတ်ပြီးတော့စားတယ်စားလို့ဒီဖာရီရှဲတွေကဥပုံနေမှာမပြုတ်အပ်ဆိုပြီးတော့ဟာဘာဖြစ်လို့ဒါစားတယ်ဆိုတာလဲအလုလုတာပဲဘာလို့စားတာလဲဒီလိုမျိုး မလုရဘူးဆိုပြီးတော့ဖာရီရှဲတွေကတခင်ရှုကိုတုံ့ပြန်တယ်အဲ့တော့အဲ့နာကိုမရှင်းပြခင်ဒီဒုတိယဧကတဥပုံဆိုတာလေးအရင်ပြောချင် ဒုတိယဧကဓာတ်ဥပုပ်ဆိုတာကဘာလို့ပြောတာလဲဆိုတော့ပထမဧကဓာတ်ဥပုပ်ပထမဧကဓာတ်ဥပုပ်ရှိတယ်ဒုတိယဧကဓာတ်ဥပုပ်ရှိတယ်ပတ္တခါပွဲပြီးပြီးတော့ပထမဦးဆုံးတွေ့ရတဲ့ဥပုပ်နေကိုပထမဧကဓာတ်ဥပုပ်နေလို့ခေါ်ပါတယ်တော့ဂျူရီယာပတ္တခါပွဲကိုသူတို့အမြဲချင်းပါဘာကြောင့်ချင်းပါလဲဆိုတော့ကျွန်တော်အားလုံးသိတယ်ဒီ အဲဂုတုဘီမှာသိုးသွေးတုတ်တဲ့အိမ်မှာတာဝူတတ်တဲ့တမန်ကြော်တော့တယ် pass over အဲ့ဒါ pass over ပတ်တခါပွဲပြောချင်တာဒီသိုးသွေးကိုမြင်တဲ့အခါဖြတ်စည်းတဲ့တမန်ကြော်တော့တယ်ဘောက်ဖျားရဲ့သိုးသွေးကြောင့်ထောက်ရဖျားရဲ့သိုးတငယ်သခင်ရှုခရစ်တော်ပုံဆောင်တယ်ဒါကြောင့်တို့ကဒါကိုအောက်မိသတိရပြီးတော့ pass over ကိုတို့ကနှစ်တိုင်းချင်းပါတော့ဒီ pass over ပွဲလုပ်ရင်ယေရုရှလင်မြို့ကို အသက်၁၂နှစ်အထက်ယူရောက်ကြအကုန်လာမကျမ်းမာတဲ့သူ ခီးသွားတဲ့သူ နာတာရှည်ဖြစ်တဲ့သူမှလွဲ၍အသက်၁၂နှစ်အထက်ယူရောက်ကြလေးအလုံးအဲဒီယေရုရှလင်မြို့ကိုသွားတပတ်တခါပေါ်ချင်းပါအဲ့တော့ဒါလူငယ်တွေနှပေါင်းများစွာသူတို့ဘိုးဘီးတွေကဒီသိုးသေးတုတ်တဲ့အခါမှာအဲ့ဒီအိမ်မှာရှိတဲ့သားဦးကမသိဘူးလွတ်မြောက်သွားတယ်ဒါကိုသူတို့ကအောင်းမေးသတိရတဲ့အနေနဲ့ပတ်တခါပေါ်သူတို့ချင်းပါတာဖြစ်တယ် အဲဒီပသက်ခါပွဲကျင်းပပြီးပထမဦးဆုံးရောက်ရှိတဲ့စနေနေ့သည် ပထမဧကဒတ်ဥပုပ်လို့ခေါ်ပါတယ်အဲဒီစနေနေ့ပြီးနောက်တစ်ပတ်စနေနေ့ကိုဒုတိယဧကဒတ်ဥပုပ်နေ့လို့ခေါ်ပါတယ်အဲဒါကျွန်တော်ကဒီလူကခန်းကြီး6အငယ်1ကို အရင်ရှင်းပြခြင်းဖြစ်တယ်ဒါကြောင့်ပသက်ခါပွဲပြီးပြီးတော့ပထမဦးဆုံးအပတ်စနေနေ့ဥပုပ်သည် ပထမဧကဒတ် နောက်ဒုတိယစနေနေ့သည်ဒုတိယဧကဒတ်ဥပုံနေ့လို့ခေါ်ပါတယ်။အဲဒီနေ့မှာတခေရှုနဲ့သူ့တပည့်တော်တွေကဒီလေပြင်းမှာပေါ့လေကွက်မှာရှောက်သွားတဲ့အခါမှာဒီစပါးသီးနာတွေတပည့်တော်တွေကပုတ်ပြီးတော့စားလိုက်မိတယ်။ဒါကြောင့်ဒီဖာရိရှဲတွေကဥပုံနေ့မှာတဲ့ဒါဘာဖြစ်လို့လုပ်တာလဲတဲ့။ဘာဖြစ်လို့ယူပြီးစားတာလဲပေါ့။ဥပုံနေ့မှာအလုံးမလုံးအောင်ဆိုတော့ ဒီစပားနဲ့ချွေပြီးမဆအောင်ပေါ့ဘာလုံးမမလုံးနဲ့ပေါ့ဘာရီရှဲတယ်လို့ပြောကြတယ်အဲဒီချိန်မှာပဲသခင်ရှော့ပြောရပြီနော်အလုကာခန်းကြီး6ငွေ3ပါနော်ကျော်ဖတ်ပြကြတယ်ယေရှုကဒါဝိဒ်ဒီမိမိအဖော်တို့နဲ့တကွာမွတ်သိပ်သောအခါနော်ဖယားသခင်အိမ်တော်သို့ဝင်၍ယစ်ဘရောဟိတ်တို့မှတပါအဘေသူမြမဆာအပ်သောရှေ့တော်မုံစပွဲနော်ရှေ့တော်မုံကိုယူဆား၍မိမိဖော်တို့ဟာပြီးသည့်အကြောင်းကိုသင်တို့သည် မဖတ်ဘူးသလားထိုမတပါလူသားသည်ဥပုံနေကိုပင်အစိုးရသည်ဟုမိန်တော်မူ၏အာမင်ဟောဒကိရှုဒီပါရီရှဲတွေကိုပြန်ပြောတယ်မင်းတို့မကြားဘူးလားတဲ့ကျမ်းစာထဲမှာဒါဒကိရှုပြောတာအမှန်တယ်ဘောဒကိရှုကဘုရားပဲသူကုံသိတာဗောဒီတမောင်းချမ်းထဲမှာဟလာတိရခန်းကြီး27အငယ်တိကနေ6ထိဖိုင်တွေ့ရမယ်တိရ27တိကနေ6ဒါဝိတ်ကသူ့ကိုရှောလို့ကလိုက်တက်လို့သူထွက်ပြေးတာ အဲ့ဒီအချိန်မှာနောဘဆိုတဲ့မြို့သူရောက်တော့တယ်အဲ့ဒီနောဘမြို့မှာယိဘရောဟိအခိမလတ်ဆိုတာရှိနော်ယိဘရောဟိအခိမလတ်အဲ့ဒီအခိမလတ်ရှိဒါဝိရောက်တော့တဲ့အခါဒါဝိကမုတ်သိမ့်နေပြီစားနေသူဘာမှမစားတော့အဲ့မှာအခိမလတ်ကိုသူကမေးတယ်စားကြပါမရှိဘူးလားဆိုတော့ဟုတ်လေဘာမှမရှိအခိမလတ်ကလည်းသူကယိဘရောဟိအကြောင်းဖွင့်ထားတယ်ပေါ့အခုခင်ဗျားနားလည်အောင်ပြောရင်တော့ဒီအရင်ခေတ်ကဂျူးလူမျိုးတွေကယိဘရောဟိတယောက်ဖြစ်ဖို့တူတာ တို့ဘလို့ဝတ်စားဆင်းရဲရမယ်ဘလို့ရစ်ပူဆိုးရမယ်ဘလို့လောက်ရမလဲနားနေအောင်ပြောတော့ចန်းစာចောင်းတက်ဒီသဘောပဲဒီဂျဘရောဤအီလီမလတ်ကလည်းသူကចန်းစာចောင်းဖွင့်ထားတယ်ဒါဂျဘရောဤတယောက်ဖြစ်ဖို့တော့ဒီចောင်းမှာတက်ပြီးမှသူចောင်းဆင်းမှာဘလို့ပူဆိုးမယ်ဘလို့တင်တိုင်းဝတ်မယ်ဘလို့စကားပြောမလဲဒါဂျဘရောဤနဲ့ပတ်သက်တဲ့ចောင်းဖွင့်ထားတယ်အဲ့သူចောင်းမှာဂျဘရောဤ85ယောက်တက်နေတယ်အဲ့တက်နေတဲ့ចောင်းတော့ဘယ်ရောက်သွားတာအခုကျွန်တော်ဒီအပိုက်ငယ်လေးကိုကျွန်တော်ရှင်းပြနေတာတခင်ရှုပြောတာအဲ့ဒါကိုပြောတာ မင်းတို့မဖတ်ဘူးလားတဲ့ဒါဝိကဒီဂျဘရိဒေရှိမှာဂျဘရိရစားတယ်ရှေ့တော်မဟုတ်စပွဲကိုသူစားတယ်လေကွဲတဲ့မင်းတို့မချဘူးလားတဲ့ဆိုတော့တခိရှုပြောတဲ့စကားကိုဦးရှင်းပြအဲ့တော့သင်ဖတ်ချင်တရားခိုင်း27ငယ်တိကနေ6ဒီဖတ်ကြည့်အဲ့တော့အဲ့ဒီမှာဒါဝိကရောက်သွားတဲ့ကအဟိမလကိုမေးတယ်ဘာစားစရာရှိလဲဝါလည်းဘာမှမရှိဘူးတဲ့မရှိတော့အဲ့ဒီမှာရှေ့တော်မဟုတ်စပွဲကိုသွားတွေ့အဲ့ရှေ့တော်မဟုတ်စပွဲဆိုတာဟာလာတဲတော်မှာပဲဒီဂျဘရိဒေပဲစားခွင့်ရှိတဲ့အရာလို့ပြောရင်မမှန်ဘူးတော့ တာမန်လူစားခွင့်မရှိဘူးအထူးသဖြင့်အမျိုးသမီးနဲ့အတူပေါင်းဖော်တဲ့သူစားလို့မရအောင်အဲလိုမျိုးရှိရင်တော့တာမန်ချက်ရှိတယ်ရစ်ပရိတ်တောင်မှသူတို့ဒီတဲတော်တွေဝင်ရင်မဝင်ငယ်မှာဘယ်လိုနေထိုင်ရမလဲသူတာမန်ချက်ရှိတယ်တယ်လို့ရှိတယ်ဒါကြောင့်ဒီဟလာဒါဝိတ်ကလည်းသူကဒီပိုက်စာနေတော့အိမလန်ကိုပြောတယ်ကျွန်တော်အိမုံလီစားပြစီတယ်အဲ့တော့အိမလန်ဆိုတဲ့ရစ်ပရိတ် ကဘာပြောလဲဆိုတော့အမစ်စားလို့မရဘူးတဲ့ဒါရေဘရိတ်ပဲစားလို့ရတာတဲ့ဟောဒါပြပြောမှုကျွန်တော်စားပြရစီတဲ့ကျွန်တော်မိမလည်းလည်းမပေါင်းဖော်ခဲ့ဘူးဒီတွဲမှာ तू ထွက်ပြေးနေရတော့ तू ဇနီးတွေနဲ့လည်း तू ပေါင်းဖတ်ခြင်းမရှိပါဘူးတဲ့ကျွန်တော်ဘိုက်စားလို့ကျွေးပါဗျာတဲ့ပြီးမှခင်ဗျအစ်စ်ပြန်တင်လိုက်ပေါ့တဲ့ဒါဝိကပြောတယ်အဲ့ချိန်မှာရေဘရိတ်ဟိမလက်ကလည်းကဲအဲ့ဆိုစားကွာဆိုပြီးပေးလိုက်တော့ဒါဝိကအဲ့မုံငါးလုံးစားဘူးတဲ့ပြီးမှအဲ့ဟိမလက်ကအဲ့ရှစ်တော်မှုကိုအစ်စ်ပြန်တင်လိုက် ဲ့တော့တကီချွတ်ရှင်းပြတာမင်းတို့မဖတ်ဘူးလားတဲ့ဒါဝိဒ်ကတဲ့နော်မိမိအဖော်ရင်းနဲ့မုတ်သိမ့်တော်ကဘုရားသခင်အိမ်တော်သို့ဝင်ပြီးဂျေဘရိုင်းမတပါအဘယ်သူမျှမစားအပ်တဲ့မုတ်ကိုယူ၍စားတယ်နော်သူ့အဖော်ရီကိုလည်းပေးတာမင်းတို့မဖတ်ဘူးလားဒါတကီချွတ်သူရဲ့သူ့အပြစ်တင်တဲ့ပါရီရှဲတွေသူပြောပြအဲ့ဒီအချိန်မှာသူတို့သဘောပေါက်သွားပြီ။ဘာဖရီရှယ်ကဒီစံစာဘယ်လိုကောင်းကောင်းနားလည်ထားတယ်။သူသိထားတယ်။ ပြောကျင်တာကနေထဖယားကဘူအရေးကြီးပါလေလို့တခေရွှတ်ပြောကျင်တာဟုတ်တယ်ဥပုံနေကိုယူတည်ရပြောဒါပေမဲ့တကယ်တမ်းရှင်လာရင်ဖယားကဘူအရေးကြီးတယ်ဖယားဖန်ဆင်းထားတဲ့လူသားရဲ့အသက်ဝိညာဉ်အားလည်းပို့ပြီးပါပါဖြစ်လေအရေးကြီးပါလေလို့တခေရွှတ်ပြောတာအကိဒါဝိကဒီဘုတ်မဆိုင်မုတ်သိပ်ပြီးသေသွားနိုင်တယ် ဒါပေမဲ့ဒီရှေ့တော်မဟုတ်စပွဲဆိုတာလေဒီဒီမဟုတ်ကယဘရိမလို့ကျွန်တော်သူစားခွင့်လည်းမရှိဘူးဒါပေမဲ့တည်မဲ့သူဆိုတော့လေဖះကနားလေပါလေတဲ့စားခွင့်ပေးပါလေစားလိုက်တဲ့ကျွေးဒီယဘရိလာကိကွေးအဆိုလေတော်ရဲ့မင်းစားလိုက်တော့ဆိုကျွေးလိုက်ပါလေတဲ့ပြောချင်တာလူဟာလူရဲ့အသက်ကအရေးကြီးပါလေဒါကိုပြောချင်အဲ့လိုပြောလို့ဥပုံနေကိုမယူမသေးပြုတ်ပါလို့မပြောဘူးဥပုံနေကိုယူသေးရလေးစားရငြိမ်ဝတ်စွာနေရ ဒါပေမဲ့ဒီဥပုံနည်းကိုအစိုးရလားဘာလို့လဲဖရာသခင်ပဲတောင်ဖရာသခင်ကလူသားကိုချစ်တယ်တောင်တေလောက်တဲ့လူဖြစ်တော့တဲ့တောင်လေဒီမုတ်စားဖို့လိုအပ်မှအသက်ရှင်မယ်ဆိုလေကျွေးရတာပဲတဲ့ယေဘုယျပဲစားအမယ်မုတ်ကိုတာမန်လူစားခွင့်လေပေးလိုက်ရတာပဲဒါဝိကရှင်မြင်တော့မှန်တယ်ဒါပေမဲ့သူယေဘုယျမှမဟုတ်တော့သူတာမန်လူပဲရဒါပေမဲ့သူပေးလိုက်ပါတယ်တဲ့ဒါကြောင့်တဲ့တကယ်ရှိတာထပ်ပြောတယ်ထိုမှတပါလူသားဒီဥပုံနည်းကိုပဲအစိုးရဒီမဟုတ်တော့ တော့ဒီဥပုံလေးကိုအစိုးရတာเนาะဟလာဖယားကအစိုးရတာဒီဘုရားသခင်ကပဲဥပုံလေးကိုအစိုးရသခင်ရှုခရစ်တော်ကဥပုံလေးကိုအစိုးရလေပိုင်နေနေကိုတိတ်ပုံကြီးမချက်နဲ့လို့သူပြောချင်တာနေကအရေးကြီးတယ်အထွတ်မြတ်ထားရမယ်လေးစားဖို့လိုပါတယ်တဲ့ဒါပေမဲ့တဲ့သင်ရှင်ဖြစ်နေတဲ့လူတယောက်တော့ငတ်ပြီးသိမယ်ဆိုရင်တော့ဥပုံလေးလည်းကျွေးဖို့လိုရင်ကျွေးရမှာပဲတဲ့ ယောဂါရှိတဲ့သူတယောက်ဥပုံနေမှာမှမကုပေးလို့သေသွားမယ်ဆိုရင်ဥပုံနေမှာကုပေးဖို့လို့ရင်ကုပေးရမှာပဲတဲ့ဒါဟုတ်တကီရှုကပြောခြင်းဖြစ်ပါတယ်ဒါလူကခန်းကြီး6ငယ်တကယ်ငါအထိဖန်ရင်အဲ့ဒါတွေ့ရဟာသေတော့မယ်လူတယောက်ဟာဥပုံနေမို့လို့ဟာနာယောဂါငြိမ်းလို့မရဘူးလို့သွားပြောလို့မရဘူးတဲ့ဒီနေ့မှအနာယောဂါမငြိမ်းသူမနှက်ဖန်သေနိုင်တယ်ဒီနေ့ညသေနိုင်တယ်ဆိုအနာယောဂါငြိမ်းပေးရမှာပဲတဲ့ဒီနေ့မှသူမကျွေးရင်မွတ်သိပ်ပြီးသေနိုင်တယ်ဆိုကျွေးရတော့မှာပဲတဲ့ နေ့ကိုအစိုးရတာဘုရားသခင်ပါပဲတဲ့ဒါကိုဖော်ပြခြင်းဖြစ်တယ်ဒါဥပုံနေနဲ့ပတ်သက်အဲ့တော့ဒီအောင်ကြည့်ခြင်းအဖြစ်ပါရိရှဲတွေကဒါကိုပြောလိုက်တဲ့အခါမှာသူတို့သဘောပေါက်တယ်သူတို့သိတယ်ပြီးတော့သူရဲ့ဒီပညာချက်မှလည်းပါပြီးသားအဲ့တော့ပါလေဆိုတော့ကျွန်တော်တို့ဟာလာချမ်းသာမှာဖိုက်ဒီတရားဝဟရာကျမ်းเนาะကျွန်တော်အခန်းကြီး23အငယ်25မှာတရားဝဟရာကျမ်းခန်းကြီး23အငယ်25မှာ ဥပုံနေပင်ဖြစ်လက်ကစားလူတယောက်ကတိတ်မွတ်တိတ်ပြီးတော့အချားတယောက်ရဲ့ဇပနောင်သွားပြီးယူဆားမင်းယူဆား권ရှိပါတယ်လို့ပညာချက်မှာပါတယ်အဲ့ဒါလေးကိုကျွန်တော်ဖတ်ပြခြင်းအဲ့ဒါသခင်ရှုကဒါကိုပါရီရှဲတွေတိဖို့တော့ဟိုအတိလင်းတာမပြောပြတာဒါပေမဲ့ပါရီရှဲတွေသူတို့သဘောပေါက်တယ်တကယ်သခင်ရှုကိုသူတို့ကအတင်းအပြစ်တင်ခြင်းလို့သာဒီဥပုံနေနဲ့ပတ်သက်ပြီးသူတို့ကအတိုက်ခံနေလုပ်ပြီးပြောနေတာတကယ်တော့ဥပုံနေနဲ့ပတ်သက်ပြီးတော့ တိတ်မွတ်တိတ်နေတဲ့သူရှိရင်လေအဲ့ဥပုံကြီးမှာကျွေးလို့ရပါလေဆိုတော့ပြညာချက်မှာပါပြီးသားအဲ့ဒါကိုသခင်ကျွတ်တိအဲ့ဒါတရားဝင်ကျမ်းအခန်းကြီး23ငယ်25ကျော်ဖတ်ပြနော်အိနီးချင်းဇဘာလေတဲ့သူဝင်တော့ခါဇဘနံကိုလက်နဲ့ဆွရတော့လေဒဇင်နဲ့မရိပ်ရဥပုံကြီးမှာလေလူတစ်ယောက်ကအိနင်းချင်းရဲ့ဇပနနဲ့ကိုသွားပြီးတော့သူတိတ်မွတ်တိတ်လို့စားကြရင်နဲ့စားခွင့်ရှိတယ်တဲ့လက်နဲ့ယူစားတယ်ဒါပေမဲ့ဒဇင်နဲ့တော့ယူမစားနဲ့တဲ့ အဲ့တော့မောရှိပညာချက်ထဲမှာပြောပြီးသားအဲ့တရားဝင်ရကြံကန်းကြီး23အငင်း25ကိုဖတ်ရင်ကျွန်တော်တွေ့ရဟောတရားတွေကြည့်နေရပြီသခင်ရှု ပြောရရလေအကုန်လုံးကမှန်တယ်တမန်တရားဖြစ်တယ်ဘောက်သခင်ရှုကဘုရားပဲသူကုံသိတယ်ဒါကြောင့်ဥပုံနေမှာတိတ်မွတ်တိတ်ရင်စားရမှာပဲကျွေးရတော့မှာပဲဥပုံနေမှာတေလောက်အောင် ဖြစ်ရင်တော့ကုသရမှာပဲချမ်းမှချင်းပေးရမှာပဲတဲ့ဘာကြောင့်လဲဆိုစัจ java လာတဲ့လူတယောက်ရဲ့အတက်က ပူရေးကြီးတယ်။တောင်ပါရီရှဲတွေကိုတကီရွှတ်ရှင်းပြ။အဲလူကခန်းကြီး6အငယ်တကနေ9ချီဖြစ်တယ်။တောင်ဒီဥပုံလေးမှာတကီရှုပ်ပြုတ်ခဲ့တဲ့နမိတ်ကခဏ။ကျွန်တော်ကလေ့လာတဲ့အခါဒီအခြေခံလေးကိုကျွန်တော်နားလေရ။တောင်ဥပုံလေးကိုရိုသေစွာပြုတ်ရမယ်။နော်အောင်မီသရီရမယ်ငိန်ဝတ်စွာနေခြင်းဒါချမ်းသာမှာပါပြီးသားအမှန်နဲ့ဒါတွေအားလုံး။ဒါပေမဲ့ဥပုံလေးမှာမသိရင်ကျွေးရမယ်။ရေငန့်ရင်တိုက်ရ။နောက်ဆုံးချမ်းသာခြင်းလို့ရင်ဟာလားချမ်းသာခြင်းခွင့် ဆုတောင်းပေးရအနာငိမ့်ချင်းခွင့်ပေးရတကယ်ရှုတော်ပေးရလေအနာငိမ့်ချင်းခွင့်ဒါဟုတ်တကယ်ရှုကပေါ်ပြပြောလူတန်ဖိုးထားပါလို့ပြောချင်တာဘောက်ဒီနေ့ကိုအဆိုးရတာဘုရားသခင်ကအဆိုးရတာပါတဲ့ဘုရားသခင်သိပါတယ်တဲ့ဘုရားသခင်ကမေတ္တာတော်ရှင်ပါတဲ့ဒါဟုတ်ပြောနေတာပါဒါကြောင့်လေအခုကျွန်တော်လေ့လာတဲ့ဒီဥပုံလေးမှာသခင်ရှုလုပ်ခဲ့တယ်ဒီနမိတ်လက္ခဏာထဲမှာနံပါတ်1ပထမအောင်ဆုံးနမိတ်လက္ခဏာလက်ရလက်တည်တဲ့သူကိုကြားမှာစီခြင်း အဲ့ဒါလေလူကခန်းကြီး6ငွေ6ကနေ10တိဖိုင်တွေ့ရကျမ်းစာမှာအလွန်ထူးဆန်းတယ်ဗျဟိုကလက်ချေသေးတဲ့သူတို့ဘာလို့ကျမ်းစာမှာပါတယ်ဒါပေမဲ့ဒီရှင်လူကကျမ်းစာရေးတာအလွန်တိတ်ကြတယ်သူကဆရာဝန်တယောက်လည်းဖြစ်တယ်သူရေးတာမဟုတ်တော့သူပုံမှန်တန်ရှင်သောဝိညာဉ်တော်ဥဆောင်ရဖြစ်သူရေးတာဒါပေမဲ့သူဆရာဝန်လည်းဖြစ်တော့တကယ်ကျွေးလှုပ်ရှားမှုသူကတိတိကျကျရေးတာလက်ရံလက်တယ်အတိကျရေးထားတယ်နာမချမ်းတဲ့သူကျမ်းစာမှာအတိကျရေးထားတယ်တောင်းတဲ့ဒီလက်ရံလက်သေးတဲ့သူကိုတကယ်ရှော့ပါပဲလေဥပုံတွေမှာ ကျမ်းမာစီတယ်။လူကခန်းကြီး6ငယ်6ပိုင်း30တိပိုင်းကျွန်တော်တွေ့ရမယ်။အဲ့ဒါလေးကျွန်တော်နည်းနည်းလေးဖတ်ပြချင်တယ်နော်။အခြားသောဥပုံနေနိုင်အဲနောက်ဥပုံနေတစ်ခုပြန်ရောက်သွားပြီ။ခုနကတော့ကျွန်တော်ရှင်းပြခဲ့တယ်။ဟာလာပထမဆုံးဒုက္ခခန်းကြီး6ငယ်1မှာဒုတိယဧကဒတ်ဥပုံဆိုတာပတ္တခါပွဲပြီးပြီးတော့ဒုတိယမြောက်ဥပုံနေကိုဒုတိယဧကဒတ်ဥပုံလို့ခေါ်တယ်။အခုကျွန်တော်လေ့လာတယ်လူကခန်းကြီး6ငယ်6ပိုင်း30ကျတော့ဒါအခြားသောဥပုံနေတစ်နေ့ပါ။ ခြားသောဥပုံနဲ့အဲ့ဒီဥပုံနဲ့မှာတဲ့ကိုတော်ဒီတရားစက်ကိုဝင်ယူဆုံးမအော်ရပြီးတော်မူတဲ့ထိုတရားစက်၌လက်ရလက်သေးသောသူတယောက်ရှိတောင်ကျမ်းမှာဟာလာမတ်သဲမာကု လုကာယောဟန်ကျမ်းလေးကျမ်း for gospel ဒီခရစ်ဝင်ကျမ်းလေးကျမ်းမှာနော်ဒီကျမ်းပြဆရာကြီးရေးတာတွေကအံ့ဩစေသိကောင်းဖခင်ရဲ့သင်ရှင်းကောင်းဝင်ကျော်လမ်းပြမှုနဲ့ရေးတာတိတ်ပြီးတော့အလွန်ဖတ်လို့ကောင်းတယ်ဒေါက်တာလုကာတိတ်တိတ်ကြလက်ရလက်အတိတ်ကြသူရေးတာအဲ့ဒီဥပုံနေမှာလေတကယ်ရှိရဒီတရားစက် ဆန်နဂေါ့လို့ခေါ်အင်္ဂလိပ်လို့ဆိုနော်ဆန်နဂေါ့ဒီတရားစရာတွေကိုတကယ်ရှုဝင်တဲ့ခါလေလက်ရလက်တည်နေတဲ့သူတယောက်ကိုတွေ့တယ်တဲ့အဲ့အချိန်မှာပဲဥပုံနေနိုင်သူကြီးယောဂါကိုငြိမ့်စီမိမငြိမ့်စီမိကိုအချမ်းပြုတ်ဆရာတို့ဒီဖာရီရှဲတို့ဒီကိုရောကိုအပြစ်တင်ခြင်းကရှာ၍ချောင်းကြည့်ရအာဒီဥပုံနေမှာဟာလာဒီတကယ်ရှုကဒီလိုယောဂါငြိမ့်စီသတင်လားမငြိမ့်စီသင့်ဘူးလားတကယ်တကယ်ရှုကဒီဥပုံနေနဲ့ပတ်သက်ပြီးသူတို့လူကခန်းကြီး6ငယ်တကယ်ငါမှပြောပြီးသား ဒါပေမဲ့ရှုတော့အပြစ်တင်ခြင်းလုံးလို့ဒီအရာနဲ့ပဲလိုက်လိုက်ပြီးပြောတယ်။တကင်းချောပြောပြီးသားဥပုံနေမှာတော့ရအနာယောဂငိမ့်ဖို့လို့ငိမ့်ပေးမှာပဲတဲ့။သူ့အသက်ကအရေးကြီးတယ်လေတဲ့။ဒါကိုပြောပြီးသားပဲ။မသိဖို့လို့ရင်မသိတဲ့သူကျွေးရမယ်လေကျွေးရမှာပဲတဲ့။သူ့အသက်ရှင်ဖို့လိုအပ်ပါလေ။ဒါကိုပြောပြီးသား။အခုလည်းဒီမှာတော့ဟာဒါငိမ့်တင်လားမငိမ့်တင်လားအပြစ်တင်ဖို့ပါရီရှဲတွေကအချမ်းပြုတ်စရာတွေကချောင်းနေတဲ့အခါမှာတဲ့။ ကိုတော်ဒီထိုသူတို့ရဲ့ဂျန်စီကိုသိလင်အဲ့တော့တကယ်ရှုကဒီပါရီရှဲတွေဂျမ်ပူစရာတွေသူ့မိကိုမေးတော့မှဆိုသူသိတယ်တကြောင်နဲ့သူကပြိသက်ကိုလှမ်းပြောတယ်မပြောခင်မှာတကယ်ရှုကဘာပြောလဲဆိုတော့လက်ချေသေးသောသူဟာထတော့လက်သေးသောသူဟာအနားလည်အောင်ပြောရင်တော့ဒီလူလက်သေးတယ်ဆိုတော့လေဖြတ်တာလည်းဖြစ်နိုင်လက်ရလက်လေဖြတ်ပေါ်တာထတော့အလေနိုင်မတ်တက်နေလို့မိန်တော်မူသည့်တိုင်းထိုသူသည်ထပြီးမတ်တက်နေအတကယ်ရှုကပြောမင်းထတယ်မတ်တက်ရတယ်အဲ့ချိန်မှာဘုလိုကမတ်တက်ရအဲ့ချိန်မှာပဲယေရှုကလည်းသင်တို့ကိုငါမေးမိတယ် ိုက်ချံပါရီရှဲတွေပြိသက်တွေကိုအကုန်မေးတယ်ဥပုံနေနိုင်ဘယ်သူပြုတ်တနေတဲ့ယေရှုပြုတ်ရသလိုသူ့အကျိုးကိုဖျက်ဆီးရသလိုအသက်ကိုကယ်ရသလိုတတ်အပ်သလိုပြိသက်တွေကမေးတယ်ကဲရောမင်းတို့ငါမင်းမယ်နဲ့ပါရီရှဲတွေစံတပ်ပုဂ္ဂိုလ်တွေရောပြိသက်တွေရောဥပုံနေမှာသူများကိုယေရှုပြုတ်ရလားသူများကိုဒုက္ခပေးတယ်လားသူများကိုအကျိုးပြုတယ်လားသူမြောက်ကဲတဲ့လားသူမြောက်ကိုတတ်တဲ့လားသူမြောက်ကိုအန်ရင်ပြုတ်တဲ့လားမင်းတို့ဖြေတဲ့အခုတကယ်ရှုလို့ပြိမဲ့အရာတတ်တာဖြတ်တာဒုက္ခပြီးတာလည်းမဟုတ်ဘူးလေ ကျမ်းမာအောင်လုပ်ပြီးမဲ့အရာဘာဖြစ်လို့စီးတာတာလဲဥပုံမင်းမှာဒါကိုသခင်ရှုပ်ပြောကြတယ်ဒါကြောင့်လည်းမလို့ဖြီးတဲ့အဲ့ကြောင့်တော့မဖြီးနိုင်ကျန်တဲ့ပုဂ္ဂိုလ်လည်းမဖြီးဘာဖြစ်ပေါ့သူနာကလေးကကျမ်းစာမှာဒီပညာတိကျမ်းမှာပါပြီးသားပဲချုပ်ရတယ်ดาวตะกินชั่วทอดปะพี่ดาเปาะปะพี่ดาเว้ยだจ่องฮะล่ะดีพาริเชรี่ษัตตุเกรี่จั่นตะปกโกรี่โอมีเด้มึงผีเด้ သူ့တက်ကိုကယ်တာမကောင်းလားသူ့ကြမ်းမအောင်လုပ်ပြီးတာမကောင်းလားဖြေအဲကြောင့်သူ့မဖြေတဲ့ခါမှာတကီရွှတ်ပါလို့ထိုးသူပေါင်းသူကိုပတ်လေကြည့်ရှုလေသင်းလက်ကိုစန့်လို့ထိုးသူတို့ကမိတ်ငုံမှု၍သူသည်မိလက်ကိုစန့်လင်ထိုးလက်သည်လက်တစ်ဖက်ကဲ့သို့ဗကတိဖြစ်လေအာမင်အဲဒီမှာပြောသူ့မဖြေတဲ့ခါအဲ့ဒီညာဘက်လက်တည်နေတဲ့သူတကီရွှတ်တန်းပြောတယ်မင်းလက်စန့်အဲ့လိုလက်စန့်ပြီးအဲ့ဥပုံနဲ့မှကြာမှာတော့လွတ်မြောက်ချင်းရတော့ ဒီလူဟာဒီမိမှန်တော်မှာဥပုံနေတိုင်းသူလာလာတက်တဲ့သဘောရှိတယ်ဒါပေမဲ့သူမှမလွတ်မြောက်ဘာလို့လဲဆိုဒီပါရီရှက်ဒီဇက်တပ်ဘုတ်ကဲဒီချက်တပ်ဘုတ်ကိုဒီအားလုံးရဲ့ဒီအမျိုးမျိုးသောဖိနှိပ်ခြင်းတွေအောက်မှာသူမလွတ်မြောက်ဘူးပြည့်ဒါပေမဲ့ယေရှုနဲ့တွေ့တဲ့အခါလွတ်မြောက်ခြင်းရတော့ဘာလို့ဒီကျွန်တော်ရဲ့သက်တာမှာကျွန်တော်ကဒီနှုတ်ဝတ်တော်နဲ့တိုက်ရိုက်တွေ့ရတကယ်ရှုနဲ့တိုက်ရိုက်တွေ့မှာကျွန်တော်သက်တာမှာလွတ်မြောက်ခြင်းရအချားအရာတွေနဲ့ကျွန်တော်လွတ်မြောက်ခြင်းမရနိုင်ဘူးမိတ်ဆွေဒါကြောင့်တခေရှုကဥပုံလေးကိုအစိုးရတဲ့ဖရာဖြစ်တယ် ဒါကြောင့်ပြောရမလို့တောင်းချမ်းစာပြောပြီးသားဘုရားသခင်ကဥပုံတွေကိုအစိုးရတယ်ဘုရားဖြစ်တယ်ဟုတ်တယ်ဘုရားဥပုံတွေကိုယိုသေးဖို့အောင်းမေးဖို့ညင်ဖို့စွာနေဖို့ဒါပြောပြီးသားပါဒါလုတ်ကိုလုတ်ရမှာပဲအဲ့ဒါပြန်ဒီဥပုံတွေမှာချမ်းမာခြင်းလဲလုတ်ပေးလို့ရတယ်အနာရောဂါငြိမ်းခြင်းလဲလုတ်ပေးနိုင်တိတ်မုတ်တိတ်ရင်လဲကျွေးလို့ရပါတယ်တောင်းတဲ့သခင်ရှုခိုးရိုက်ဒီဥပုံတွေမှာအနာရောဂါတွေအများကြီးငြိမ်းခဲ့တယ်ဆိုတော့တွေ့ရတယ်တောင်းတဲ့ခင် ဒီဖြစ်ဖြစ်မှာချက်ကလေး၃ချက်သတိရတယ်။နံပါတ်1 run check ကဘာလဲဆိုတော့တကယ်ကြွဒီဒုက္ခပီးတဲ့သူတွေကြားထဲမှာဒီလက်သေးတဲ့သူတို့အကျံစီကြီးရှိတယ်။တကယ်ဒီ parish တွေဇတုခဲတွေကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ဒီလက်သေးတဲ့သူတစ်လုံးလက်ကိုသေအောင်ဝဲထားတာ။ဘာမှလည်းသူကူညီတာလည်းမဟုတ်ဘူး။အချိုးပြူတာလည်းမဟုတ်ဘူး။အချိုးပြူမဲ့သခင်ရှုလာပြူတာလည်းသူတို့မကြိုက်ပြန်ဘူး။ကေဘလဝန်နေချက်ကောင်းတယ်။ဟောဒီလေလောကကြီးမှာဟာလာကျွန်တော်အမျိုးမျိုးသောရိုက်ခတ်ခြင်းနေနဲ့ဟာလား ဆိုးရွားတဲ့ကြောင်ပိတ်မိနေတဲ့အထဲမှာပဲစာရမဏတ်ကလူကိုထားထားတယ်လူအများအားအဲ့လိုပဲစာရဒုက္ခတွေပဲပြီးဖို့တွန်းအားပေးတာဒါပေမဲ့အဲ့ချိန်မှာထွက်ပေါက်စဉ်းစားပေးတာသခင်ရှုပဲတော့ဒီနေ့တင့်ကိုအမျိုးမျိုးသောဟလာဒုက္ခပြီးမဲ့သူကြားထဲမှာတင်နေရပေမဲ့တင်ကဆုတောင်းဖခင်နဲ့အဆက်အသွယ်ကောင်းတင့်တို့သခင်ရှုရဲ့အကြံစီအကြီးကြီးရှိတယ်ဒါနံပါတ်၁ဖြစ်တယ်နံပါတ်၂ဒုတိယချက်ကတခိချွတ်ကုနာဒီပြိတ္တကောဒီကျန်တဲ့ပုဂ္ဂိုလ်ကော ဇတုကေပါရိရှဲတွေကိုလည်းတကင်းရှော့မေးတယ်။ဥပုပ်တွေမှာယေရှုပြုရမလားအသက်သက်ရမလားကယ်တင်လားမေးတယ်ဒါပေမဲ့သူဖြေလားမဖြေဘူး။သူတို့မဖြေနိုင်ပေမဲ့တကင်းရှုရှိမှာကကျမ်းမာခြင်းအဖြေရှိပြီးသားပဲ။ဟောဒီအောင်ကြည့်ရမယ့်တကင်းလောကယံသင်သင်သင်လိုအပ်တဲ့အရာတွေကိုအဖြေမပေးနိုင်မိတ်ဆွေ။ဒါပေမဲ့တကင်းအဖြေပေးနိုင်တာတကင်းရှုခရစ်တော်ပဲ။တကင်းနှုတ်ဘတော်ပဲအဖြေပေးမှာ။တောင်သင်နေ့တိုင်းနှုတ်ဘတော်ကိုဖတ်နှုတ်ဘတော်ပဲအာယုံပြုတကင်းရှုကိုမျော်လင့်ထိုဘုရားတတ်နိုင်တယ်လို့ယူ။ အဲ့ဒီဘေးကတင်းကိုနေ့တိုင်းထွက်ပေါက်ပေးမယ်သူ့မှာအဖြေရှိတောင်းကြည့်လေဒီဥပုံနေ့မှာ Santa God လို့ခေါ်တဲ့တရားစီရင်မှာသူအပတ်တိုင်းလာတက်တာပဲဒီလိုဒါပေမဲ့မလွတ်မြောက်ဘူးဘောင်းလဲဆိုလူတွေကသူ့အဖြေမပေးနိုင်ဒီတရားစီရင်ကလည်းအဖြေမပေးနိုင်တကယ်အဖြေပေးတာဘယ်သူကပေးရသခင်ယေရှုအပေးပလိုက်တောင်းရင်ကျွန်တော်အဖြေပေးနိုင်တဲ့သခင်ယေရှုရှိမှာရက်တီဗီသခင်ယေရှုနဲ့တိုက်ရိုက်တွေ့တဖို့လူတွေဆိုတော့ဒုတိယချက်အားပေးခြင်းနံပါတ်3နောက်ဆုံးတတိယချက် တဲ့ချက်ကဘာလဲဆိုတော့ဒီညာဘက်လက်သေးတဲ့သူကသူလာတော့ကတော့ယောဂနဲ့လာတာကွာဒါပေမဲ့သူကသခင်ရှုအမိန်ကိုကောင်းကောင်းနာခံလိုက်တဲ့ကပဂတိချမ်းမှာတော့ဟာဒီကနေ့ကျွန်တော်ရဲ့အတိတ်တွေမှာသင်ပါရီဖြစ်နေလဲကျွန်တော်မသိပေမဲ့သင်ဟာနေ့တိုင်းသခင်ရှုအမိန်ကိုနာခံသင်ဘဝမှာပဂတိပြန်ကောင်းသွားလိမ့်ဣဒီကာထောက်ဖျားရဲ့နှုတ်ကပတ်တော်ဖြစ်တယ်တော့ဒီကနေ့နှုတ်ကပတ်တော်ရဲ့စကားသင်ကိုပြောသင်ပဂတိကောင်းစေချင်တယ်ဒီလောကကြီးကသင်ပဂတိမကောင်းအမျိုးမျိုးတွေရှောက်လုံနေတာ ဒါပေမဲ့ပဂတိကောင်းစီမှာသခင်ရှုပဲဖြစ်တယ်။တောက်ဒီစကန်းစာတိတ်အေးကြီးဒါကျွန်တော်နေ့တိုင်းကြားရမယ်ဒီဥစ္စာ။တောက်ဒီဥပုံနေ့မှာသခင်ရှုကအနာရောဂါငြိမ်းပြီးတာခုနှစ်ခုရှိတယ်။ဒါဒီနေ့မှာပထမဆုံးတစ်ခုပဲရှိသေးတယ်။မတူတစ်ခုနဲ့တစ်ခုသူလောက်သွားတာ။အတရာရီချစ်ကြံပြင်ကျွန်တော်အသက်တာမှာကျွန်တော်စင်ကျင်စရာကဥပုံနေ့ကိုအစိုးရတဲ့သခင်ယေရှုကတင့်ကိုလွတ်မြောက်ခြင်းခွင့်ပေးခြင်းတာဖြစ်တယ်။တောင်းထူအရှင်မှာအဖြေရှိပါတယ်။ လိုအပ်ပါကသူအကုန်လုတ်ပြီးမှဖြစ်တယ်။ဒါထို့ရှင်နဲ့ကျွန်တော်အဆက်အသွယ်အမြဲတမ်းရှိနေဖို့လိုပါလေ။ဒါဥပုံလေးကိုအောင်းမေးရမယ်။တန်ရှင်းစွာပြုရမယ်။ငြိမ်ဝတ်စွာနေရမယ်။ဒါချမ်းသာဖို့ပြချက်ကမှန်းနေဒါလုတ်ရမယ်။အဲဒို့တော်ညာလေဒီဥပုံလေးမှာအနာရောဂါငြိမ်းခြင်းနဲ့အဖြေတွေအားလုံးကိုလည်းပြီးနိုင်တာသခင်ယေရှုပဲ။နေ့တိုင်းကိုအဖြစ်ပေးနိုင်တာတခင်ရှုပဲဥပုပ်နေမှာလည်းပေးနိုင်တယ်လို့နေ့တိုင်းပေးနိုင်အချိန်တိုင်းပေးနိုင်အရာခတ်သိမ်းကိုသူတည်တယ်အရာခတ်သိမ်းတတ်နိုင်တာတခင်ရှုပဲ အဲဒီတတ်နိုင်တဲ့အရှင်လက်ထဲသားအပါသင်ဘောအတွက်နေ့စဉ်လွမြောက်တဲ့ကောင်းကြီးခံစားရမှာဖြစ်တယ်ကျမ်းတော်ရောက်ချင်းစီတိုင်းဖြတ်ရှင်သား၍ကောင်းကြီးပေးပါစေငြိမ်သက်ချင်းရှိပါစေ God bless you all ချစ်ချင်းညာစရာကတော့ကျွန်တော်နတ်ဖန်နနတ်6ຫນ ày ခွဲမှာကျွန်တော်ချက်ရင်းယုံကြည်ခြင်းနဲ့ချင်းတဲ့တော့မှာအာယုံဝပြုကိုးကွယ်ခြင်းရှိပါတယ်ကျွန်တော်ပဲဓမ္မဒေနာဝင်ခါမှာဖြစ်လို့လမ်းနတ်ဖန်ပြီးတော့တပတ်ခါကျွန်တော်25ရက်5လ2025မှာလေ အဲ့ဒါနဲ့9နိုင်မှာကျွန်တော်အစပြုပါတယ် prison worship 9ခွဲကနေ17နိုင်တိကျွန်တော်ဝတ်ပြု9ခွဲချင်းရှိပါတယ်ကျွန်တော်ဝိဓမ္မဒေသနာဝေခမှာဖြစ်ကြပေါ်ပြလို့တယ်နောက်ဖန်နဲ့လည်း6နိုင်ဆိုကျွန်တော် prison worship အစပြုပါတယ်တရားရုပ်ပိတ်ចောင်းပိတ်တဲ့အချိန်မှာဖះကိုချစ်တဲ့စိတ်နဲ့ဘိမာတော်မှာလာရောက်ပြီးနှုတ်ဘတ်တော်နားထောင်ခြင်းဟာမင်္ဂလာဖြစ်ပါတယ်ဒါကြောင့်အားလုံးလာရောက်နိုင်ကြောင်းလွှင့်ထွေးစွာကြိုးစားလို့ဒီကနေ့ဥပုပ်နေ့မှာသခင်ရှုပြတဲ့နမိတ်လက္ခဏာများနဲ့ပတ်သက်ပြီးဒီကနေ့နံပါတ်1ပြီးပါပြီကျန်တဲ့နှစ်3လေးတွေကိုလာမယ့်တနင်္လာနေ့ကျွန်တော်26ရက်နေ့ မြန်မာစံတော်ချိန်ညနေ3:00နာရီခွဲမှာကျွန်တော်ဒုတိယအချက်နောက်နေ့ဒီမှာတတိယချက်အဲ့လိုမျိုးတရက်တစ်ချက်စီဆက်ပြီးနားထောင်သွားမှာဖြစ်ပါတယ်ကျေးဇူးခွန်အယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်သာပြီးကောင်းချီးပေးပါစေငြိမ်သက်ချင်းရှိပါစေ God bless you all sit down ကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်သားရှင်တော်ဝိညာဉ်တော်သုံးပါးသူဖျားထံတော်ပါမှကောင်းချီးဖြတ်ပြသည်သင်တော်အားလုံးပေါ်သို့၎င်းမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့၎င်းမချမ်းမာတဲ့သူများချမ်းမာခြင်းခက်ခဲတဲ့သူများလွတ်မြောက်ခြင်းဒုက္ခယောဂါတောကပြီးဥပ္ပ တွေ့ချုံနေသောသူများပြီးဥပကင်းဝေးခြင်းဒီကနေ့မိုးနေ့ကြောက်တဲ့မိုးနေ့ရှင်များမင်္ဂလာနှစ်ပတ်လည်ကြောက်သောသူများဘုံတော်ဝင်စားတဲ့သူတွေကြံရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရခြင်းမြန်မာပြည်မှာမိုးတွင်းဖြစ်ပေမဲ့မိုးရာသီမှာမိုးရွာပေမဲ့ရေမချီအောင်ဖះရှင်ကွက်ကားခြင်းဘီဥပတေသဘာဝဘေးဒဏ်ဖောက်ပြန်မှုတွေဖေရှားခြင်းကြွရှုနေတဲ့ online ပရိသတ်တဲမှာအဖိုးဖွားအဖေမေတော်ဦးလီမိဘညီကိုမောင်မှာ ကလေးလူငယ်လူကြီးဆရာသမားအားလုံးပေါ်သူတကောင်မြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သူတကောင်ယနေ့မှစကာလအစင်းမြဲကောင်းကြီးပြပြတက်ရောက်တည်ရှိတည်နေပါစေတော့အာမင်ယေရှုတမန်ရဲ့ယေရှုခွန်ယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်တာပြီးကောင်းကြီးပေးပါစေညှိသက်ချင်းရှိပါစေကျွန်တော်ပြန်လည်ပြီးတော့တွေ့ဆုံကြပါစို့